ကျွန်တော်တို့ဗုဒ္ဓဘာသာတွေကလေတိလာသင်္ကန်းဝတ်ထားတဲ့လူသူပုပ်ကိုစော်ကားတယ်ဆိုလို့ရှိရင်ငရဲကြမယ်ဆိုတော့ဂျင်းနေမိနေတာလည်းပါတယ်အဲ့တော့တချို့ကိစ္စတွေမှာဘုံကြီးတွေပါပြောပြောဒီဘုံကြီးတယောက်ကနော်မအဆက်တာတွေပြောနေတယ်ပဲငရဲကြီးမှကြောက်လို့မပြောကြဘူးငရဲမကြီးဘူးပြောကြဆိုကြနော်သူတို့ကရောင်းတက်နေတာမပြောလို့ရောင်းတက်နေတာတကယ်တမ်းအစစ်မြစ်ကိုပြန်လိုက်မယ်ဆိုပြည်သူကျွေးတဲ့ထမင်းကိုပဲစားနေရတာနော်ပြည်သူကဘာကြောင့်ထမင်းကျွေးတာလဲ သာသနာအတွက်ဒီသာသနာကြီးထွန်းကားအောင်စောင့်ရှောက်ပေးဖို့အတွက်ဟလာမေတ္တာတရားတွေပွားများပြီးတော့မှလူအချင်းချင်းတယောက်ကိုတယောက်ချစ်ခင်ရင်းနှီးပြီးတော့မေတ္တာနဲ့တယောက်ကိုတယောက်ဆက်နွယ်နေကြရအောင်လီလူအဖွဲ့စည်းကိုဖန်တီးနိုင်အောင်တို့ကိုထမင်းကျွေးတာဒီလိုမျိုးတွေဟောပြောပြီးဖို့တို့ကိုကျွန်တော်တို့ထမင်းကျွေးတာတကယ်တမ်းကျရင်ကျွန်တော်တို့ပြည်သူလူထုကျွေးတဲ့ထမင်းကိုစားပြီးပြည်သူကို ပြန်စော်ကားနေတာအဲ့ဒါကအဲ့ဒါမှန်တရားပဲဟုတ်လား ဲ့တော့ဘာသာယူတွေသာသနာယူတွေလည်းကျမကိုလာပြီးတော့မဆဲနဲ့ကျမကပြန်ဆဲမှာကျမကပြန်ဆဲမှာအဲ့ဒီကိစ္စနဲ့ပတ်သက်ရင်တော့နော်ကျမပြောပြမယ်အခုလက်ရှိနော်ကျမတို့နိုင်ငံကြီးဘာဖြစ်နေလဲဟုတ်လားဒီဖုံးကြီးတွေရဲ့တက်ရောက်မှုကအင်မတန်မှကြီးမားတယ်ကျမတို့ဒီနယ်ဘက်တွေမှာဆိုလို့ရှိရင်တကယ်တော့မဖွင့်ပြိုးတဲ့နေရာတွေမှာရှင်တို့တွားကြည့်လိုက်အဲ့ဖုံးကြီးတွေကအဲ့ကြိမ်လုံးတစ်လုံးနဲ့ဟို ဟိုလူအမိတ်ပေဒီလူအမိတ်ပေဟိုလူခေါ်ရိုက်ဒီလူခေါ်ရိုက်ဟိုလူမလောက်ရဘူးဒီလူမလောက်ရဘူးအဲ့ဖုန်းကြီးရေချဲလဲနေတဲ့ဟာတွေအများကြီးပဲရှိတယ်ဖုန်းကြီးတိုင်းကိုကျွန်မမပြောဘူးနော်တကယ်ရက်ရွာကိုကောင်းစားဖို့အတွက်ရက်ရွာဖွံ့ဖြိုးတိုးတက်ဖို့အတွက်လူတွေလိမ္မာရေးချရင်ကျေးဟိုလိမ္မာရေးချရှိဖို့အတွက်ကလေးတွေကိုစားသင်းပြခေါ်ပြနေစုံမနေတဲ့ဘုန်းကြီးတွေအများကြီးပဲရှိရဲဒါမျိုးတွေကိုကျွန်မမပြောဟုတ်လားနော် တင်ငန်းဝတ်ပြီးအာနာသုံးနေတဲ့ဘုန်းကြီးတွေကိုကျမပြောတာကျမတို့နိုင်ငံလူမျိုးတွေကျမတို့လူငယ်တွေရဲ့အနာဂတ်တွေမဖြတ်စည်းကြပါနဲ့ရှင်တို့ဖြတ်စည်းကြတယ်တော်တော်များနေပြီပြည်သူလူထုမပြောဘူးဆိုတာကခုနကပြောတဲ့ရှင်တို့ထဲ့ထားတဲ့ဂျင်းတွေအဲဂျင်းတွေကိုမိပြီးမပြောတာဟောအဲ့တော့ဘုန်းကြီးပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်မတရားတာလုပ်ရင်မဟုတ်တာပြောရင်တော့ तू ဟာလူပဲ तू ဟာလူတည်းကလူတယောက်ပဲဖြစ်တယ်ဘာဘုန်းကြီးမှမဟုတ်ဘုန်းကြီးဆိုတာဘုန်းကြီးအလုပ်ကိုဘုန်းကြီးလုပ်နေရမှာပဲဖုန်းကြီးဟိုဖုန်းကြီးဆိုတာဟာလား မြတ်စွာဘုရားရဲ့တရားတော်တွေအတိုင်းကြင့်ကြံနေထိုင်ရမှာပဲเนาะကြင့်ကြံနေထိုင်ရမှာပဲမြတ်စွာဘုရားရဲ့တရားတော်တွေအတိုင်းမကြင့်ကြံမနေထိုင်နိုင်ဘူးဆိုရင်တော့လူပီသားအောင်တော့နေပြမယ်လူယိုသေးရှေယိုသေးတော့ဖြစ်ရမယ်เนาะဒီလောက်တက်ဖြတ်ဘုံကျဲလုံချင်တယ်လို့လုံနေတာကိုဒီကောင်တွေတိလဲတိတယ်မြင်လဲမြင်တယ်ဒါအောင်ကဒီဘုံကြီးတွေကိုစုစုပြီးတော့မှဟာလာလက်နဲ့အကြောင်းတွေပြောဒီဘလို့တိုက်ရမယ်ခိုက်ရမယ်ဆိုတဲ့အကြောင်းပေါ့ပေါ့ကိုတော်တို့ဘာလို့ကအဲ့ဒီ စစ်သားတွေကိုတော့သွားပြီးတော့ဩဘာဝါဒပေးပြီးတော့ဘလို့တိုက်ရမယ်ဆိုတာတွေကိုသွေးထိုးလှုပ်ဆောင်နေတာအဲ့တကယ်သွေးထိုးလှုပ်ဆောင်နေရဲ့ကောင်မင်းအဲ့ဒီကောင်တွေပဲအဲ့တော့ကိုကျမတို့ပြည်သူလူထုတွေပြောကြစမ်းပါပြောကြစမ်းပါဟုတ်လားခါလီတောက်လို့ရှိရင်ကျမတို့ကလေအများကြီးရှောင်ရှားရယ်နော်တော်လည်းရေးကလိုက်လူတွေငတ်ပြတ်နေတယ်နော်လူတွေငတ်ပြတ်နေဒီဖုန်းကြီးတွေဟုတ်လားကျမတို့တခြားနိုင်ငံတွေနိုင်ငံခြားမှာတောင်မှကျမတို့ကတော်လန်ရေးပွဲတွေနဲ့ ဟိုတရင်ကျုပ်ပွဲတွေလို့တိုက်ဆိုင်ခဲ့တယ်ဆိုလို့ရှိရင်ဟုတ်လားတော်လိုင်းပွဲတွေလို့မလာဘူးအဲ့ဒီခုံကြီးเจ้าနေမှာလူသွားစီခုံကြီးတွေကမလျှော့ဘူးနော်ပြောချင်တာခုံကြီးတွေကမလျှော့ဘူးခုံကြီးတိုင်းကိုကျွန်မမဆိုလို့ရှိရင်တချို့ကျတော့လေအဲ့လိုမျိုးဟုတ်လားဒီလိုမျိုးဝါဆိုသင်္ကန်းကတ်တာတို့ဘာလို့အဲ့လိုသတင်းချုပ်ပွဲတို့ဖုန်းကြောင်းတွေမှာလောက်တာကျမတို့နားလေတယ်ကျမတို့ရဲ့ယဉ်ကျေးမှုပျောက်သွားလို့မရအောင်လောက်တာလောက်တာကတော့လုံနေရမှာပဲဒါပေမဲ့ ပြည်သူလူထုရဲ့လက်ရှိဖြစ်နေတဲ့ပကတိအခြေအနေကိုလည်းဘုန်းကြီးတွေကနားလည်ပေးဖို့လိုတယ်နော်တချို့ကလုံးပင်မဲ့လေဟာတွန်လိုင်းကြီးသမားတွေအလူလာခံဖို့ခေါ်တဲ့ဘုန်းကြီးကျောင်းတွေရှိကျွန်တော်တို့ကိုယ်တိုင်သွားပြီးတော့အဲ့တရင်ကျွတ်တွေမှာဖလားလေးနဲ့လူသွားခံခဲ့တာရှိတယ်ဘုန်းကြီးတွေကိုယ်တိုင်ကခွင့်ပြုထားတာရှိဒါမျိုးတွေကိုကြတော့ဟိုကျွန်တော်တို့မပြောဖြစ်တဲ့နဲ့ဒါတွေကနော်ဟာဘုန်းကြီးတွေနဲ့လည်းစားဖို့နေရေးလိုအပ်တယ်သာသနာပြုနေတဲ့ဘုန်းကြီးတွေကိုကျမတို့ကလည်းကုသိုလ်ရခြင်းနဲ့အတွက်လုပ်ကြတာတခြားကြီးတွေကြာဘာမှရှိကြတာမဟုတ်ဟုတ်လားအဲ့တော့ စိတ်လီယူးယူးနေတဲ့ဖုန်းကြီးတွေလည်းများစွာရှိဒီတော်လိုင်းပွဲတွေနဲ့ရှင်လို့ရှင်အဲ့ဖုန်းကြီးတွေအမှန်တကယ်ဆိုလို့ရှင်အဲ့ဒီဖုန်းကြီးတွေဆိုတဲ့ဟိုပုံကိုတွေကနောက်ဆုံးပေးရမှာဒါတော်လိုင်းပွဲပဲငါတို့ပွဲရပဲချိန်ဖြစ်ဖြစ်လုပ်ရတာပွဲရက်ကြီးသွားတိုင်းနေရင်တော့မှအဲ့ဒီဖုန်းကြီးအကြောင်းနေမှာဟိုလူတွေကသွားစီကံအဲ့တော့လူတွေရဲ့ဒါကဘာပါလဲဘာနဲ့ဆိုင်တာလဲသိလားကျမတို့ knowledge နဲ့ဆိုင်တယ်ဟုတ်လားကျမတို့ရဲ့အသိပညာတွေနဲ့ဆိုင်တယ် လေ့လာသင်ယူမှုတွေနဲ့ဆိုင်တယ်။ကျမတို့လူပုံကိုယ်တွေကိုယ်တိုင်ကတောင်းနိုင်တယ်မှာလက်ရှိဖြစ်နေတဲ့အနေအထားကြီးကိုအကုန်လုံးကသိပြီးသားပဲ။နော်အကုန်လုံးကသိပြီးသားပဲ။တောင်းနိုင်ငံမှာငတ်နေတဲ့လူတွေအများကြီးပဲ။စစ်ပေးရှောင်နေရတဲ့လူတွေအများကြီးပဲ။ဟုတ်လား။ဟုတ်ကြီးရေဆိုတာတခြားနိုင်ငံမှာလူရှင်တွေပေါ်တယ်စားဖို့နေဖို့အဆင်ပြေတယ်ကျွန်တော်နိုင်ငံမှာခွက်ပြောင်နေတဲ့လူတွေတောင်မှအများကြီးပဲတရောင်းစားတွေဖြစ်နေတာတွေလည်းအများကြီးပဲမြန်မာနိုင်ငံထဲမှာလက်ရှိအခြေအနေကိုသွားကြည့်လိုက်အောင်တောင်းစားနေရတဲ့လူ များကြီးအဲ့လိုအခြေအနေမျိုးမှာကျွန်တော်တို့ကဒီတော်လန်ရေးကိုနိုင်အောင်တိုက်နေရဆွဲနေရတယ်ဆိုတာကဒီထက်ပိုအခြေအနေဆိုးရွားမဲ့အခြေအနေကျွန်တော်တို့နိုင်ငံကြီးကိုဆွဲတင်နေရတာကဲနေရတာဒီထက်ပိုပြီးမြင့်မြတ်တဲ့အလို့မရှိတော့ဘူးဘုန်းကြီးတွေဆိုတာသင်္ကန်းပတ်ထားပြီးတော့ဟာလာဖះတရားတကယ်လုံနေတယ်တကယ်သာသနာရေးကိုလုံနေတယ်ဆိုတော့ဒါသူတို့သူတို့လမ်းကြောင်းနဲ့သူတို့သူတို့မြင့်မြတ်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ပြည်သူနဲ့ရှင်ပြီးတော့မှအလူခံနေတယ်ပြည်သူနဲ့ရှင်ပြီးတော့မှရမုံငွေခွဲနေတယ်ပြည်သူနဲ့ရှင်ပြီးတော့မှဟာလာဆယ်လီဖြစ်ချင်နေတယ်ဆိုလို့ရှင်တော့အဲ့ဒါက ဟိုခုံကြီးအလုပ်ဖို့ကိုကျွန်မပြောတာအဲ့တော့ကျွန်တော်တို့ပြည်သူလူထုကနားလည်ပေးဖို့တခါတရံလို့ရှိရင်ကျွန်တော်တို့ဘောလုံးပွဲတွေလုပ်တယ်နော်တော်လိုင်းရေးတော့ဘောလုံးပွဲတွေလုပ်တယ်ဟုတ်လားအဲ့ဒီဘုံကြောင်းတွေမှာလုပ်နေတယ်တရားပွဲတွေမနောက်ဆုတ်ပြီးဘူးနောက်မဆုတ်ဘူးနောက်ဆုတ်လို့လေလူတွေကသွားပြောလို့မရဘူးဒါပေမဲ့ဖုန်ကြီးတွေမှာအသီးစိတ်ရှိရမယ်နော်သူတို့ပွဲနောက်ဆုတ်လို့ရတယ်ဟုတ်လားသတင်းကျုပ်သတင်းကျုပ်ကာလမှာဟုတ်လားဒီပွဲနေတယ်မှာဒီလိုမျိုးသတင်းကျုပ်တွေပါတယ်ဆိုလို့ရှိရင်လူတွေကအာဖုန်ကြီးကြောင်းတွေသွားကြနားလေတယ် ော်ဒါဒီအလုံးလုံးမလုံးနဲ့လို့ပြောတာမဟုတ်တကယ်တော်လိုင်းရေးပွဲရည်နဲ့ပတ်သက်လို့ရှိရင်ဒါဘုန်းကြီးတွေအနေနဲ့လည်းဟာလာပြည်သူလူထုဟာလာမပြောဘူးအေးနိုင်ငံရေးမှာမပါခြင်းဆိုလည်းပြဿနာမရှိဘူးဒါပေမဲ့အသိစိတ်တလေးနဲ့ငြင်းငြင်းလေးနေပြီးရင်တော့ပို့အဆင်ပြေတာပေါ့ရှင်နော်အဲ့တော့ကျမတို့လူတွေကိုလည်းပြောချင်တယ်ဟိုကျမတို့လက်ရှိတိုက်နေရတဲ့အနေထားအသက်တွေရင်းနေရတာဒီဘုန်းကြီးတွေကအသက်တွေရင်းနေရတာမဟုတ်ဘူးဒီဘုန်းကြီးတွေသင်ခန်းလေးပတ်ပြီးအေးစစ်စစ်နေနေရတာသူတို့စားဖို့တောက်ဖို့အဆင်ပြေရပြီပေါ့ကျမတို့တော်လိုင်းရေးကိုကစ်ပယ်ပြီးတော့မှဒီလောက်ထိ ဟာတချို့ဆိုလို့ရှိရင်အာဘိုးကြီးကောင်မဘဏ္ဍာထူလိုက်တာလို့ဘဏ္ဍာတောင်းလူလိုက်တာလို့မလေးငွေနဲ့ဘဏ္ဍာတောင်းတာဆိုင်းဖို့ကြီးတက်ပြီးတော့ Facebook ရေးမှာကြော်ညာပြီးသူတို့ကိုသူတို့ဖျားတက်ရစောင်းရမ်းလုပ်တဲ့ပုံအထာရင်းနဲ့ဂုံနေစာနေကြတာဟာအဲ့တော့ جماعه ကြည်ဘူးတဲ့စကားလေးတစ်ခုရှိတယ်เนาะအိန္ဒိယကားလေးပါအဲ့မှာဖျားတက်ဟုတ်ဖျားအကြောင်းကိုသွားပြီးတော့မှဟာရုတ်ထူကြီးကိုနွားနို့တွေသွားလောင်းနေတာနွားနို့တွေသွားလောင်းနေတာ เนาะတယောက်ပြီးတယောက်အဲ့နွားနို့လောင်းရဖို့အတွက်ကိုတန်းစီနေလူတန်းလူတန်းကြီးอ่ะအရှိကြီးပဲเนาะဒီနွားနို့တွေဝဲဝဲပြီးတွားတုံချနေရအဲ့ချိန်မှာเนาะတရောင်းစားလေးอ่ะအဲ့နွားနို့တောင်းတာဘယ်သူမှဂယုမဆိုင်ရတရောင်းစားကိုကြတော့ဘယ်သူမှဂယုမဆိုင်ဟိုမှာဗိုက်စားလို့နွားနို့တောင်းเนาะအဲ့ချိန်မှာเนาะလူတယောက်ကဒီနွားနို့ဓာတ်ဒီအခြေအနေတွေကိုသူကြည့်ပြီးတော့မှဟာလာဓာကြီးอ่ะမဖြစ်သင့်ဘူးဆိုပြီးတော့မှဒီနွားနို့ အဲ့ဒီကြောင်သားလေးအဲ့တောင်းနေတဲ့စာလောင်နေတဲ့ကလေးလေးကိုတော့ကြည့်လိုက်တော့ဖះသခင်ကောင်းကြီးပေးပါစေเนาะပြန်ပြီးဆုတောင်းပေးလိုက်ဒါကကျမတို့ရှင်တွေကိုအင်မတန်မှထိစေတဲ့ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးဝဲမားတွေနဲ့အယူအယူဆတွေပြင်ခိုင်းလိုက်တာဖြစ်ပါတယ်เนาะအဲ့တော့ကျမတို့ကဂျေဒီပထိုးတွေမှာသွားပြီးတော့ဂျေဒီပထိုးတွေမှာပုံမှန်ကောင်းနေတဲ့အချိန်သွားပြီးတော့ဖះသွားဖူးကြတာဘာညာမပြောဘူးအခုချိန်ကြီးကနိုင်ငံတိုင်းနိုင်ငံလုံးဒုက္ခ ဒုက္ခရင်းနဲ့ခံစားနေရတဲ့နိုင်ငံနိုင်မှာနိုင်ငံထဲမှာရှိတဲ့လူတွေတောင်းနဲ့တိမ့်နဲ့ချီပြီးအသက်ပေးနေရတဲ့အချိန်ကြီးမှာဒါတွေကဗုဒ္ဓဘာသာဆိုတော့ကျမတို့ရှင်ထဲမှာနှလုံးသားထဲမှာကိုးခွင်နေရပြီနော်ကိုးခွင်နေကျမတို့ရှင်ထဲမှာရှိနေရပြီကျမတို့အဲ့ဒီဖျားတွေကိုတွားပြီးတော့ဟိုတွားပြီးတော့ပတ်စံအကုန်ခံမဲ့အစားတကယ်လိုအပ်နေတဲ့နေရာတွေတွားတာကရှင်တို့အတွက်ကုသိုလ်မြောင်များစွာရတယ်ဖျားလည်းကျေနပ်လိမ့်မယ်ဖျားကလည်းဒါမျိုးကိုမြင်ကျင်မှာပဲနော် အဲ့တော့ဖះဆိုတာလက်ရှိတက်တော်ထင်ရှားရှိရှိတော့တာမဟုတ်ဘူး။ तू ထမင်းမစားနိုင်ဘူး။เนาะ။ဒါကကျမပြောရင်ကျမဝိုင်းဆဲကြအောင်မယ်။ဟလာဆဲလည်းမတက်နိုင်ဘူးရှင်။ကျမအမှန်တရားပဂတိအခြေအနေကြီးကျမအမှန်တရားကိုအမှန်တရားတိုင်းဟိုဟိုဟာဖြစ်တယ်။ကျမကလည်းဗုဒ္ဓဘာသာလူမျိုးတစ်ယောက်ပါပဲเนาะ။ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါပဲ။ကျမတို့ဖះကိုเนาะကျမတို့ယုံကြည်ပါတယ်။เนาะ။အဲ့တော့ဒါပေမဲ့ဖះကိုကျေးဇူးဆက်မယ်ဆိုရင်ကျမတို့ကမေတ္တာတရားနဲ့ ချေထားပြီးတခြားလူကူညီခြင်းအဖြစ်ကျမတို့ကယေရှုဆက်ရရောက်ပါတယ်ဒီလိုပြောလို့ညီငါတို့ကစီဒီခရိုးတွေကိုမမွန်းမှန်အောင်လာမချေတယ်အဲ့လိုမပြောပါဘူးကျမတို့ကအချိန်နေနဲ့အချိန်ခါနဲ့ကြည့်ပြီးတွားရမယ်ဆိုတာကိုပြောချင်ပါတယ်အဲ့တော့ဒီဖုံးကြီးတွေပဲကျမတို့နိုင်ငံကိုဖျက်ဆီးနေတာဖြစ်ပါတယ်ဒီဖုံးကြီးတွေကိုဘယ်သူတွေကကျွေးနေဒီဖုံးကြီးတွေဘာအလုံးမလုပ်ပဲနဲ့ဟာလာကားတဝီဝီအချောင်းကြီးကနာကြီးတွေရှာရွှေတင်ကန်းကြီးတွေကပ်ပြီးတော့မှမီးဝင်းဝင်းထိတ်ခဲမှာ ကျမတို့ကဖူးဖူးမှုတ်ပြီးထားခဲ့ကြတာပါနော်ဖူးဖူးမဟုတ်ဘူးနောက်လဲထားအောင်ပါပါနောက်လဲဒီလိုမျိုးပဲဆက်ပြီးတော့ရှိနေအောင်ပါပါဒါပေမဲ့တကယ်အခြေခံအရင်းမြစ်ကကျမတို့ပြည်သူလူထုကျွေးတာကိုပဲသူတို့စားနေရတာဖြစ်ပါတယ်နော်စားနေရတာဖြစ်ပါတယ်အဲ့တော့ဘုန်းကြီးတွေဟာလူမဆန်တော့ဘူးလူသားတယောက်လို့မပြောဆိုတော့ဘူးမကြင့်ကြံတော့ဘူးဆိုလို့ရှိရင်လူဟာလူပါပဲအဲ့တော့ကျမတို့သွားကျွေးနေတာပဲဖတ်တယ်မယ်ကျမတို့ဘာမှမတို့မရမှာပေါ့နော်အဲ့တော့အခု ဝီရသူပြောနေတဲ့အမုန်းစကားတွေဝီရသူတွေးခွဲနေတဲ့တွေးထိုးလှုပ်ဆော်မှုတွေကိုကျမတို့ပြည်သူလူထုအနေနဲ့တတိထားပြီးတော့မျောမပါွားဖို့ကျမကပြောတာအတန်ထုတ်ကြပါ နော်အတန်ထုတ်ကြပါ